မူလခန္ဓာကိုယ်စီပြန်ရောက်လာတဲ့ရှီရီကီကို gas ပမာလဲဆိုပြီးမေးတော့ gas ကြံခဲ့ပြီဆိုတာကိုရှီရီကီသတိရသွားပါတယ်။မြင်းမြင်းကျေးဇူးပြုပြီးတင်းမို့စီးခေါ်အနာကတ်ပါဦး။ gas အဲ့အထဲမှာကြံခဲ့ပြီ။သူဧကောင်ကြီးရဲ့ခန္ဓာကိုယ်ထဲမှာပြီးတော့ဒဏ်ရာရလည်းဆူဆူဝါးဝါးရထားသေးတယ်။သူလှုပ်တော့မလှုပ်နိုင်ဘူးဆိုပြီး gas ရဲ့အခြေအနေကိုစိုးရိမ်စိတ်တွေနဲ့ရှင်းပြလိုက်ပါတယ်။စီးခေါ်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပြီး gas ကသူ့ရဲ့နှလုံးကိုပေါက်ထွက်သွားအောင်ခုတ်ပစ်လိုက်တာ။ဒါမှမဟုတ်ခုတ်ပြီးပြီးချင်းမှာပဲသွေးတွေပန်းထွက်လာတဲ့ရှင်ကြောင့်နှစ်ယောက်သားလွင့်ထွက်သွားပြီး ကျွန်မလည်းဒီခန္ဓာကိုယ်လေးကိုပြန်ရောက်လာရတာပဲ gas ကိုမြင်မြင်ပြန်ရှာရမယ်လို့ရှီရီကီကပြောပါတယ်သူ့ရီပန်းထွက်လာတာနဲ့တူ gas ပါပါလာပြီးပင်လေထဲမှရောက်သွားတာလားလို့ဆပီကိုကပြောတော့မဟုတ်ဘူးသူဒီမှာမရှိဘူးဒီစီးကောရဲ့အနာပတ်ဝန်းကျင်မှာမင်းတို့ကလွဲပြီးခြားလူသားတွေရဲ့တရှိမှုခံစားလို့မရဘူးလို့ isma ရဲ့အမေကပြောလိုက်ပြီး isma ကလည်းတဆက်တည်းသူ့အမေဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်ပါတယ် isma ရဲ့မိအားသူတို့နဲ့စီကောက်ကိုတူတိုက်ခိုက်ပြီးခဲ့တဲ့အတွက်တင်းမောဘော်ကလူတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီး စောစောပြောနေတဲ့စကားတွေရဆိုရင်မင်းတို့ရဲ့ဖွဲ့သားတယောက်ပျောက်နေရမလားစီးကောရဲ့ခန္ဓာကိုယ်ထဲမှာရှိနေရဖြစ်မယ်အဲ့ကောင်ကြီးရေမြုပ်နေပြီဆိုတော့မြ мян တွေ့အောင်ရှာတာကောင်းမယ်ပြီးတော့ဒီနားတဝိုက်မှာအသားစားပင်လယ်ငကားတွေလည်းရှိရာကြောင့်စီးကောရဲ့လောင်းကိုစားဖို့အတွက်သွေးနှံခံရင်းနဲ့ရောက်လာကြတော့မှလို့ပြောလိုက်တော့ project တို့လည်းချက်ချင်းရှာဖို့လုပ်ကြပြီးရေသူမတွေကသူတို့လည်းကူညီပေးမယ်ကြောင်ပြောပါရီ gas တရားကိုအမှောင်တုအလဲမှာတတိပြန်ဝင်လာပါရီငါဘာမှမမြင်ရပါလားဒီနေရာကပဲမှောင်နေလို့လားဒါမှမဟုတ် ငါမျက်လုံးနေရပဲမမြင်ရတော့လားငါလက်တွေခြေတွေတော့ရှိရဆိုရုံပဲခံစားလို့ရတယ်လှုပ်ဆန်းမှာထဆန်းမှာဟာဆိုပြီးကို့ဘကိုအားပေးရင်းနဲ့ထဖို့ကြိုးစားလိုက်တော့စီးကောရဲ့နှလုံးကြီးနဲ့စောင့်မိသွားပါတယ်နှလုံးဟာ gas ရရှိနာမှာရှိနေတာဖြစ်ပါတယ် gas တရားကိုရှိဝီခီရဆိုပြီးစိတ်ချင်းဆက်သွယ်ရင်လမ်းခေါ်ကြည့်ပြီးမြဲအဆက်သွယ်ပြတ်သွားပြီဖြစ်တာကြောင့်လုံးမဖြစ်ပါဘူးထွက်လို့မရပဲနှလုံးကရှိမှာပိတ်နေတာကြောင့်ဒီကောင်တေးပြီးရတော့ငေါ့ဒုက္ခလာပြီးနေသေးဒီနေရာအသက်ရှူကြက်လာပြီ မြန်မြန်ထွက်သွားရမယ်။ရွေးချယ်ကြမရှိဘူး။ဒီနှလုံးကိုခုတ်ဖြတ်ပြပြီးဒီနေရာကနေထိုးထွက်ရမယ်လို့တကောင်နဲ့တွေးရင်ဓာတ်နဲ့ထိုးလိုက်တော့နှလုံးထဲကနေသွေးရည်အများကြီးရှန်ထွက်လာပြန်ပါတယ်။လီးပဲ။ဓာတ်နဲ့ပထမတစ်ချက်ခွဲကလေးကသွေးရည်အများကြီးထွက်ပြီးသားကိုအခုထက်ထွက်လာပြန်ပြီ။သွေးရည်နဲ့မွှင်းနေပြီ။ဓာတ်ငါရဲ့အဆုံးသက်လာဆိုပြီး gas တယောက်အသက်ဘေးနဲ့ကြုံနေရချိန်မှာမွှင်းလိုက်ချမ်းရဲ့ဝိညာဉ်လေးကပေါ်လာပြန်ပါတယ်။အပေါ်ဘက်တောင်းကိုလက်ညှိုးထိုးပြီး gas ကိုလွတ်မြောက်ရညွှန်ပြပြီးတော့ gas လက်အပြန်တက်လာပြီးစူးစမ်းကူးခတ်ပါတယ် ဘာစက်နဲ့ပတ်သက်တဲ့ accessories တွေဝယ်ခြင်းနဲ့ရောက်ခွာရရှိရင်ပင်ကွင်းမှာမှကျွန်တော် Telegram channel link ချပေးထားပါတယ်။ Roderick တို့ယောက်ျားသားတွေကလှေတစည်းနဲ့စီးကောရဲ့လောင်းနာကိုကတ်လာပြီး Roderick ကသူ့ကိုယ်တိုင်စီးကောပစက်ထဲဝင်ပြီးတော့ gas ကိုရှာဖို့လုပ်ပါတယ်။ Ishidoro နဲ့ Sabiko တို့လည်းပါလာပြီးနှစ်တငယ်တွေအာယုံခံကြည့်ရတော့ gas ရဲ့တရှိမှုကိုမခံစားရပါဘူး gas ရေဆိုပြီး Rodrigo တို့တွေအော်ခေါ်နေကြတော့မှပဲစီးကောရဲ့လောင်းကြီးကလှုပ်လာပြီးရေထဲမြုပ်ဝင်သွားတော့မှဖြစ်တာကြောင့် ဇက်ပေါကြီးတွေကနေအချိန်မီလေးပြန်ထွက်လာခဲ့ကြရပါတယ် gas ကရောမွန်းလိုက်ချမ်းရဲ့ဝိညာဉ်နောက်ကိုလိုက်ရင်မင်းကမတူလဲဘာလို့ငါတို့ခက်ခဲကြီးကြုံတွေ့နေရတဲ့အချိန်ဆိုပေါ်လာရတာလဲဆိုပြီးမင်းနေပြီမဲ့ဝိညာဉ်လေးကတော့ပြန်မဖြစ်ပါဘူးလမ်းညွန်ပေးနေရင်တည်းတနေရာရောက်တော့ဒီနားဆိုပြီးလက်နဲ့ထောက်ပြရင် gas ကအဲ့နေရာကိုဓာတ်နဲ့ထိုးခွဲလိုက်တော့ပင်လေရည်တွေအလုံးရင်းနဲ့ဝင်လာပြီးရေသူမတွေကပါ gas ကိုတခါလဲဆွဲထုတ်သွားပါတယ်ကက်စကိုကယ်လာပြီးတင်မောစီခေါ်လာတော့အီရှီဒိုရိုလည်းပြောနေကြပါတယ် စောစောအကူညီပေးခဲ့မွန်လိုက်ချိုင်းလေးရတော့ gas ကိုကြည့်နေပါရယ်ဒီလိုနဲ့စီးကောက်နှိမ်နှင်းပြီးရဲ့နောက်တင်းမောကနတ်ငယ်ကျွန်းစီကိုခီးဆက်လာခဲ့ပြီးရေသူမတွေကလည်းကျွန်းစီကိုလမ်းပြဖို့အတွက်အတူလိုက်လာခဲ့ကြပါရယ်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါရယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရယ်ဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးသွားကြပါဦးရည်သူမအိမ်နဲ့တူရွက်လွင်နေဆိုတာပါဇက်ရာဇွန်နေထဲမှာပဲကြာဘူးရမှုလို့ magnifico ro အံ့ဩနေကြပြီ ရော့ဒရစ်ကတော့တင်းမောပေါ်မှာအစ်မာပါလာလို့ရည်သူမတွေကကူညီပေးနေတာဖြစ်မယ်လို့ပြောလိုက်ပါတယ်။အစ်မာကမဟုတ်ပါဘူးရှင်။သူတို့ကစီးကောကိုအတူနှိမ်နှင်းပေးလို့ကျေးဇူးတွေတင်နေရလို့အမေကပြောတယ်။အဲအကြောင်းကျေးဇူးပြန်ဆက်ဖို့အတွက်လိုက်ပို့ပေးနေရလို့ရှင်းပြလိုက်ပါတယ်။ဒါနဲ့နင့်မင်းနဲ့ပြန်တွေ့ပြီမလား။သူတို့နဲ့တူရည်ထဲမှာမနေခဲ့ဘူးလားဆိုပြီးအီရှီတိုတို့ကမေးတော့နင်ကြားရတာထူးတော့ထူးဆန်းနေလိမ့်မယ်။ဒါပေမဲ့ငါ့အမေနဲ့နေရတာအထက်နင်းနဲ့နေရတာငါ့အတွက်ပိုပြီးတက်တောင့်တက်တာဖြစ်တယ်။ ။ဒါနဲ့ရှီဝီကီနဲ့ခြားသူတွေရောဘာမှလဲဆိုပြီးအစ်စမားမေးလိုက်ပါတယ်။ gas ကို queue site ပေးနေကြတာဖြစ်ကြောင်းသူတို့အန်ဒီရဲ့တွေ့တိုင်း gas ကတလူတိုက်ပွဲကြီးတွေတိုက်ပြီးဒဏ်ရာအများကြီးရလိရှိကြောင်းအီရှီဒိုရောဆက်ရှင်းပြလိုက်ပါတယ်။ရှီဝီကီကတော့တိုက်ပွဲထဲမှာတော့ gas အမြင်အရုံခဏတာဆုံးရှုံးသွားဘူးတာမို့လို့အခုပြန်ကောင်းနေပြီလားဆိုတော့သိကြအောင်လို့လက်ထောင်ရင်းနဲ့ဘယ်နှချောင်းလဲဆိုပြီးလိုက်မေးနေပါတယ်။ gas man အောင်ဖြီနိုင်မှာသူခင်ဗျာစိတ်ရေးသွားရပါတယ်။ဖာနီစကူလည်းမော်စွမ်းရင်နဲ့ဆေးကုပေးတဲ့အောင် ရှီဝီကီကတင်ပေးနေပါသေးတယ်။ ဒဏ်ရာရတဲ့နေရာကိုလက်တင်ထားပြီးအသုံးပြုသူရဲ့စွမ်းအင်ကိုဒဏ်ရာရတဲ့သူရဲ့ခန္ဓာကိုယ်စီစီးဆင်းစေပြီး healing power ပြန်ကောင်းနိုင်စွမ်းကိုတိုးမြင့်ပေးရဖြစ်ပါတယ်။ပါရမီရှိတဲ့သူတယောက်ဖြစ်တာကြောင့် Farnis ကလည်းခဏလေးနဲ့တက်သွားပြီး Gas တို့အသုံးဝင်တဲ့သူတယောက်ဖြစ်ကူညီပေးနိုင်လို့ဝမ်းသာနေပါတယ်။ Gas ကိုတော့တော်တော်ချစ်ကြတာပါ။နှွေးနေရပဲ။ငါရေအောက်ထဲမှာတော့ခံစားခဲ့ရတဲ့အေးအေးဒဏ်ကြီးကိုတော့မေ့သွားသလိုပဲ။ငါနှွေးထွေးမှုတွေကိုခံစားရတယ်။ Farnis နင်ကဒီနေရာမှာတကယ်တော်ရပါပဲလို့ Gas ကချီးကျူးလိုက်ပါတယ်။ ဆပီကူအားဂက်စ်တို့ရှိရာခန်းထဲကိုဝင်ဖို့လုပ်နေတော့မှာပဲတစ်ဖက်ခန်းကက်စ်ကအိပ်ပျော်နေရနူးလာပြီးတစုံတစ်ခုကိုလိုက်ရှာနေပါတယ်တစုံတစ်ခုဆိုတာတည်းတစုံတစ်ယောက်ကိုလိုက်ရှာနေရပါကက်စ်ကတန်ကြားလို့ဖာနစ်နဲ့ရှီဝီကီတို့ပါထွက်လာကြပြီးဂက်စ်ကပါဒဏ်ရာရထားတာကိုအေးစင်မနေပဲထားလိုက်လာလို့ဖာနစ်ကတားနေရပါတယ်ဂက်စ်ရှင်ဒီလိုထလာလို့မဖြစ်ဘူးလေအနားယူရမယ်ဆိုပြီးဖာနစ်ကပြောတော့ကက်စ်ကိုစိတ်ပူကြောင်ဂက်စ်ကပြန်ပြောပါတယ်ဖာနစ်လည်းဝမ်းနေစိတ်တဝင်းတူစိတ် အချစ်ရှုံးတဲ့ခံစားချက်မျိုးခံစားလိုက်ရပြီးဘာမှပြန်မပြောနိုင်ပေခေါင်းလေးငုံသွားပါတယ်ကိုစိတ်ပူပေးနေတဲ့ယောက်ျားအချားမင်းမတစ်ယောက်ကိုလော်ရီစိုးရိမ်နေတာဆိုတော့ဖာနစ်လည်းတော်တော်ခံစားရမှာပါစိတ်ကိုတင်းဘာမှမဖြစ်ချင်အောင်ဆောင်းလိုက်ပြီးအင်းမှကက်စီရဲ့ဘာပဲဖြစ်ဖြစ်ရှင်းနာလိုက်ပါဦးကက်စကာကိုကျွန်မတာဝန်ယူပြီးစောက်ရှောက်ထားလိုက်ပါမယ်လို့ပြောမှကက်စိတ်ချသွားပြီးအားကိုးပါတယ်လို့ဖာနစ်ကိုပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာဘက်ကဖာနစ်နားကိုရောက်လာပြီးငါကက်စကဘာလို့ဒီလိုဖြစ်နေလဲသိပြီ ဟိုစပင်အနဲ့ရောင်နေကောင်းလေးလေတည်ရမလားသူပျောက်သွားပြီအဲ့ဒါကြောင့်ကက်စကာသူ့ကိုလိုက်ရှာနေရဖြစ်မယ်လို့ပက်ကပြောလိုက်ပါတယ်ရော့ဂျစ်နဲ့သူ့အဖွဲ့သားတွေအားလုံးလည်းတင်းမောပေါ်မှာနေရာလက်မကျန်အကုန်စုံနေအောင်ရှာခဲ့ကြပြီမြင်ကောင်းလေးရဲ့အရေးအယောင်တော့မတွေ့ရပါဘူးရှီရီကီကသူလဲကောင်းလေးရဲ့တရှိမှုကိုတင်းမောပေါ်မှာလုံးဝအာရုံခံလို့မရကြောင်းပြောလိုက်ပါတယ်ဒါဆိုတင်းမောပေါ်မှာမရှိဘူးဆိုရင်ပင်လေတဲ့ပြုတ်ကျသွားရည်လို့ပြောချင်တာလားဆိုပြီးဆပီကိုကမေးတော့မဖြစ်နိုင်ဘူးတင်းမောပြီးမှရည်သူမကြီးအများကြီးရှိနေရပဲလေ တကယ်လို့သာတယောက်ယောက်ပြုတ်ကျသွားရင်သူတို့ကတေချာဖို့တတိထားမိပြီငါတို့ကိုပြန်ပြောမှာလစ်လူရှူထားမှာမဟုတ်ဘူးလို့အစ်မားပြောလိုက်ပါတယ်အဲ့ဒါလည်းဟုတ်တာပဲထားဆိုရင်ဒီကောင်လေးကဘယ်ရောက်သွားတာလဲဟာဆိုပြီးအီရှီတူကိုညံမမီနိုင်ဖြစ်နေတော့မှာအရင်ကလည်းဒါမျိုးဖြစ်ဘူးရယ်လीမှတ်မိလားလို့ရှီဝီကီကပြောလိုက်ပါတယ်ငါတို့အဲ့ကောင်လေးနဲ့ပထမဆုံးစတွေ့တော့ကလည်းလာပညာပဲလာပညာဆိုတာမှော်စွမ်းရင်နေအစွမ်းထက်ဆုံးချိန်ဒီအဲ့လိုလာပညာတွေမှာပဲသူရုပ်တရက်ငါတို့ရှိမှာပေါ်လာပြီး နောက်ကြလေငါတို့မသိလိုက်ခင်မှာပဲရုတ်တရက်ပျောက်သွားပြန်ရောအခုဆိုလေအရန်ဝေးလံခေါင်ဖျားရဲ့ကျဉ်းကျွန်းပေါ်မှာပေါ်လာပြီးပင်လေပြင်းလေကမ်းမမြင်လမ်းမမြင်မှာတင်းမောပေါ်ကနေပျောက်သွားပြန်နေဒါကြီးရဲ့ရုတ်တိမဆန်တော့ဘူးမော်စွမ်းရင်ဒီဝိညာဉ်လေးနဲ့ဆက်ဆက်ပတ်သက်နေရပဲဖြစ်မယ်လို့ရှီဝီကီယာပြောလိုက်ပါတယ်ဒါဆိုရင် तू ကဝိညာဉ်လေးနဲ့ပတ်သက်တဲ့မှင်စာတို့နဲ့တငယ်တို့လိုကောင်းမျိုးလားဆိုပြီးစပီကိုရောထက်မီတော့သူ့ရဲ့တီရှိမှုကလူသားရင်နဲ့မတူတာတော့မှန်နေဒါပေမဲ့မှင်စာရဲ့နဲ့တငယ်လိုလည်းမဟုတ်ဘူး ီးတော့ monster ကြီးလိုမျိုးငါတို့ anti ပြုတ်ကျင်တဲ့စိတ်မျိုးလည်းသူ့မှာလုံးဝမရှိဘူးပြီးတော့အားလုံးသိရတဲ့အတိုင်းပဲသူကကက်စကာနာမှာတကက်ကက်နဲ့အရန်ခင်တွေ့တဲ့ပုံပဲအဲ့တော့ငါအမြင်ရနတ်တငေကျွန်းကလွတ်လိုက်တဲ့လျှို့ဝှက်သရှုတယောက်ဖြစ်မယ်ထင်နေဆိုပြီးရှီဝီကီရသူ့ယူဆချက်ကိုပြောပြလိုက်ပါတယ်ဆက်ပြီးတော့နတ်တငေတွေထဲမှာအရန်စွာကြီးရဲ့သူတွေဆိုတာရှိတယ်သူတို့ကအချိန်နေရာကန့်သက်ချက်တွေကိုကြော်လွန်နိုင်ပြီးတော့လျှို့ဝှက်စွမ်းနေတဲ့အရန်ဝေးကွာတဲ့နေရာထိသွားလာနိုင်စွမ်းရှိကြတယ် ဖြစ်နိုင်တာဒီကောင်လေးကတာမန်အထောက်တော်တရှူတယောက်တော့မဟုတ်တော့ဘူး။နတ်တငယ်ပြီးရင်ဟာနာဖူဘူကုကိုယ်တိုင်လက်ပြလွန့်ထားရအောင်ဖြစ်နိုင်နေဆိုပြီးထပ်ပြောလိုက်ပါတယ်။ဂက်စ်ကရောထုံကျင်နေတဲ့သူ့ရဲ့လက်တွေကိုခံစားကြည့်ရင်းနဲ့အဲ့ရပေါ်မှာတွေးရများနေပါတယ်။စကားနိုင်ရဲ့ရုပ်ပုံနဲ့စကားသံတွေကလေခေါင်းထဲမှာလိုလိုပေါ်လာပြန်ပါတယ်။အဲ့ဝီယွန်ကနမိတ်ဆိုးပဲ။မင်းအဲ့ဝီယွန်ဝတ်ပြီးဘာဆာကအဖြစ်နဲ့တိုက်ခိုက်လိုက်တိုင်းမှာအလင်းအတန်နှွေးထွေးမှုစရာတွေပြင်ခံစားမှုတိမှုတွေအများကြီးဆုံးရှုံးရလိမ့်မယ်။ အဲ့ဝစ်စုံတွေကမကောင်းဆိုးကမီးရောက်ကဘယ်တော့မှငြိမ်သွားမှာမဟုတ်ဘူးမင်းတတိတစ်ချက်လွတ်လိုက်တာနဲ့မီးရောက်ကနေငရေမီးဖြစ်ပါပြောင်းလဲပေါက်ကွဲပြီးတောင်းချမ်းလိုက်မယ်မော်တက်အစီရင်နေနဲ့လည်းထိန်းချုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့မင်းလူသားတစ်ယောက်ဖြစ်ရှင်သန်နေထိုင်ခြင်းသေးရဆိုရင်တော့မင်းပါတော့မင်းမဆုံးဖြတ်ပြီးတော့ဆိုပြီးပြောခဲ့တယ်စကားနိုင်ရဲ့စကားတွေက gas ရဲ့ခေါင်းထဲမှာပြန်ပေါ်လာနေတာပါ तू ကလုံးဝအတိအကျသိနေတယ်လို့နမိတ်ဖက်နေတယ်လို့ကြီးကိုငါ့ကိုပြောသွားတာပဲဒါပေမဲ့အဲ့လိုဖြစ်လာမယ်ဆိုတော့တိမမတိကြတာဘယ်သူကအာမခံနိုင်လို့လဲ ဒီခီးရှိကြီးကပြီးတော့မှာပါအဲ့ချိန်ဒီကတောင်းခံထားရုံမှာပဲဆိုပြီးကိုပေါ့ကိုပြန်ပြောရင်းနဲ့ gas အတင်းထားလိုက်ပါတယ်အိတ်ဖို့စူးစားပြီးမယ်အမြင်အာရုံတွေရဲ့မှာတော့ဟိုးရင် gas ကရဲ့ပုံရိပ်လေးမြင်အောင်နေပြီးတစ်ချက်တည်းမှာပဲမင်းဆန်နာနဲ့သူမဆန်နာထတ်တူကြမယ်လို့ဘသူပြောလဲဘသူမအာမမခံနိုင်ဘူးတော့ဆိုရဲစကားတိုင်းကြားလိုက်ရပါတယ်ကျင်းနုခွင့်ကိုမပေးပဲတစ်ဆက်တည်းမှာ eclipse တုံးကပုံရိပ်ကြီးတွေက gas ရေကောင်းတွေမှာအဆက်မပြတ်ဝင်လာတာကြောင့်အိရာထထိုင်ပြီးမောဟိုက်နေမိပါတယ်အမုံတရား ဒေါသစိတ်တွေရဲ့ပြယုတ်ဖြစ်တဲ့အမှောင်သားရဲ့ကလည်းပေါ်လာပြီးသူမအဲ့ဖြစ်ရက်တွေအဲ့ကိစ္စကြီးကိုဘယ်လိုမှခံနိုင်မရှိလို့ယူသွားရတာလေဒါအောင်မင်းကဘာလို့ပြန်အသိစိတ်ဝင်အောင်လုပ်အောင်ပါလဲအသိစိတ်ပြန်ရတော့ရောသူမတို့ဘာကျိုးရှိလို့လဲသူမဘာရီများလုံနိုင်မှာမှုလို့လဲဆိုပြီးမိလောင်ရလေးပင့်စိတ်ဆင်းရဲနေရတဲ့ကောင်ပိုစိတ်ဆင်းရဲအောင်ပြောနေပါတယ်တကယ်ခွေးစုပ်ပါဒီခီးစင်လာပြီးသွားရင်တော့ကွာဆိုပြီး gas ကကျုံသွားရင်ねမျက်လုံးထဲမှာပါ graphic ရဲ့ပုံရိပ်ကိုမြင်အောင်နေမိပါတယ် ပြောချင်တာ graphic ကိုစောက်ခွက်သွားရဲ့အချင်းနေရပါရုပ်တရည် gas ကလစီကိုလမ်းကြည့်လိုက်ပြီးထူးဆန်းတာတစ်ခုကိုတွေးလိုက်ရတာကြောင့်ဘာလဲဟာလရဲ့အနားမှာတိတ်ကိုင်းနေခွဲပြသလိုပုံစံပေါ်နေပါလားဆိုပြီးတွေးလိုက်မိပါတယ် gas အမြင်မားတာမဟုတ်ပါဘူးတကယ်လဲလရဲ့အနားကောင်းဝင်ရံမှာတိတ်ကိုင်းနေရှိနေပါတယ် garnish ကအနေဖြစ်တည်လာတဲ့ astra tree ရဲ့အကိုင်းနေပါအဲ့တိတ်ကိုင်းပေါ်မှာတော့မွန်းလိုက်ချမ်းရဲ့ရဲ့နေပြီး gas ကိုလမ်းကြည့်နေပါတယ် လာပညာအကုံဆုံးတော့မှာဖြစ်တာကြောင့်ပြန်ချိန်သိမ့်ပြီဆိုပြီးမွန်းလိုက်ချမ်းရဲ့သဘင်တွေကဖြူအောင်ပြောင်းတိတ်ခိုင်းတဲ့ကိုဝင်လိုက်ပြီးတနရာစီကိုအရှိန်ဟုန်ပြင်းပြင်းနဲ့ရွေလျားပြောက်ကွယ်သွားပါတယ်။ကဘာမီပြင်ကနေလှမ်းကြည့်မဲ့တာမန်လူတယောက်အတွက်တော့ကြဲကြွေသွားတာနဲ့တောင်တူပါတယ်။အခုလောက်ဆိုရင်ရောက်ဖောက်လို့လည်းမွန်းလိုက်ချမ်းရဲ့ဘသူလဲဆိုတော့ခက်မမိကြလောက်ပြီးထင်ပါတယ်။ပလော့ကြီးကတော့ကောင်းတဲ့ကောင်းလာနေပါပြီ။နောက်ပိုင်းနေလေပိုစိတ်ဝင်စားဖို့ကောင်းလာတော့မှာပါ။